အားလုံးပဲမင်္ဂလာပါဒါဒီနေ့မှာတော့ဒါပြမယ်ဆိုရင်ဒီနေ့ကတော့ဒီနိုင်ငံပွဲတဲ့နေ့ကတော့ဒီနေ့အစ်စ်ဒါနောက်ဆုံးဟိုဖြစ်ဖြစ်တဲ့နေ့ပေါ့ဒါအကုန်လုံးစစ်တရတဲ့လူတွေကတော့ဒီကဘာဗလာရှေးစမ်းပွဲဝင်တဲ့လို့အတင်းတွေတော့ပြောလို့တော့ရတယ်ဒီနေ့မှာတော့အကျော်ဒီနေ့ဒီမနေ့ကပေးခဲ့တဲ့ဒါကျွန်တော်ပွဲတွေအနေနဲ့ကလည်းဒါဒီနှစ်ပွဲအစဉ်ပြေးခဲ့တယ်တပွဲဒီနေ့ကတော့အစအစမပြေးခဲ့ဘူး အဲ့ဒီဂျာမနီဘွဲတော်လည်းကျွန်တော်ဒီကိုပေါ့အပေါ်နဲ့ဒါပေမဲ့ဒီလိုခွပေးတာတွေတိတ်ပြီးတော့အဆင်မပြေဘူးဒါပေမဲ့ဒီကိုအကြိုက်တဲ့ဒီလိုတွဲပေးတဲ့ဥစ္စာတွေတော့တိတ်ပြီးတော့အဆင်တော့မပြေဘူးဗျဒါပေမဲ့ဟိုဟိုထိုးတဲ့လူတွေအတော့ကတော့ကိုပေါ်ထမ်းမလို့လို့ဘော်ဒီထမ်းမလို့အဲ့လိုတွဲပေးတဲ့ဥစ္စာတွေတော့နည်းနည်းတော့အဆင်မပြေဘူးဒါပေမဲ့လို့ဒီဖြစ်နိုင်တဲ့အတိုင်းအတာကိုကြည့်ပြီးတော့တွဲပြီးတော့ပေးရတာပါဗျညော်ဒီမနေ့ကဒီပေးတဲ့နှစ်ပွဲပဲစင်တစ်ပွဲနေနေတော့အဆင်မပြေခဲ့ဘူးညော်ဒီနေ့မှလည်းဒါကျွန်တော်နေနေဒီ၃ပွဲကျွန်တော်ရွေးချယ်ပြီးတော့ ဒါသုံးသက်ပေးခြင်းနဲ့ဒါကိုကြိုက်ပေါ့အဲကြတော့ဒါဒီနေ့ဒီနေ့ပေးမဲ့သုံးပွဲရတော့ဒီကိုဆိုဝန်နဲ့ဒီစလန်နဲ့ပြီးတော့စကော့တလန်နဲ့ဒိမန်နဲ့ပြီးတော့ဒီဖလိုက်ရှင်းနဲ့ကျွန်တော်ဂရိပွဲလေးကိုကျွန်တော်သုံးသက်ပေးခြင်းနဲ့အဲကြကိုကြိုက်မယ်ဒူမဲ့ဟိုစိတ်ကြိုက်ဒူမဲ့ပွဲလေးတွေရွေးချယ်ပြီးတော့ထိုးစေခြင်းပါတယ်ပြီးတော့ကျွန်တော်ပြောချင်တာဒီဘောလုံးပွဲကျွန်တော်သုံးသက်တယ်ဆိုတာဒါကွက်တကူဝါသနာရတာသုံးသက်တာပါဒါဘသူပဲ website ပဲဥစားတယ်မှာကျွန်တော်ပြောပြတာမရှိပါဘူးအဲကြတော့ ဒီပြီးတော့ delegation channel တွေပါရွာ channel မှာလည်းဒါကျွန်တော်အနေနဲ့ဒီကိုဝါသနာရကိုအနေနဲ့ခြေရန်ကြည့်ပြီးတော့ဒါသုံးသက်ပြီးတော့ဒီတင်ပေးနေတဲ့ channel ရှိပါတယ်အဲ့မှာကိုနဲ့ကြိုက်တူမဲ့ဘွဲပြလို့ရွေးချယ်ပြီးတော့ထုံနေပါတယ်အကျော်ဒါဒီနေ့မှာတော့ဒါကျွန်တော်အနေနဲ့ဒီသုံးဘွဲရတော့ဒီပရမအောင်ဆုံးအနေနဲ့ကတော့ဒါကျွန်တော်ကိုကိုဆိုဘုံနဲ့ဂျီဒီဆစ်ဆလန်ဘွဲလေးကျွန်တော်စပြီးတော့သုံးသက်ပြခြင်းနဲ့အကျော်ဒါကိုကြိုက်မဲ့ကိုနဲ့အကြိုက်တူမဲ့စိတ်တူမဲ့ဘွဲမျိုးလေးတွေရွေးထုတ်ပြီးတော့ထိုးစေခြင်းပါတယ်ဒီ ကိုဆိုးနဲ့ဆွဆလန်ကဒီမနခင်ကြေးပေးထားတာကဒီတလုံး90တလုံး90စကောကြီးနေနှလုံး90အရှုံးပေးထားတယ်။အကျော်ဒါသူတို့ပြီးခဲ့တဲ့ထိတ်တိုက်တွေ့ဆုံခဲ့တဲ့နောက်ဆုံးကစားတဲ့ပွဲတွေမှာကနှစ်သင်းလုံးအနေနဲ့ကတော့ဒါရလက်ကောင်းကြီးပဲ။အကုန်ရယူနိုင်ခဲ့တဲ့အသင်းတွေကြီးပဲ။ဆွဆလန်နေနဲ့ကလည်းသူ့အနေနဲ့တရေတပွဲရှိတယ်။သူ့အနေနဲ့ဒါနိုင်ပွဲတွေကြီးပဲဆက်တဲ့ရရှိခဲ့တယ်။နိုင်ပွဲဆိုရတဲ့သူ့အနေနဲ့ကိုပြတ်တဲ့ကြီးအနိုင်ရရှိခဲ့တဲ့ပွဲတွေပဲ။ ဒီဆိုဟိုကုဆိုဘူအနေနဲ့ကလည်းဒါသူ့အနေနဲ့တရေတပွဲကစားတာရှိတယ်စီစီနဲ့ရှုံးပွဲတပွဲပဲရှိကြတယ်ကျန်တဲ့ပွဲတွေမှာတော့ဒါကိုပြည့်အနိုင်ရရှိခဲ့တဲ့ပွဲတွေလို့တော့ပြောလို့တော့ရတယ်ဗျလက်ရှိအဆက်နဲ့နေရာလည်းဒါတိတ်တော့ဒါအဆက်နဲ့နဲ့အဆက်သုံးဆိုတော့ဒါအဆက်နဲ့နေရာတော့သူတို့အနေနဲ့လက်ရှိနေနေရာတော့ဒါတိတ်ပြီးတော့ဒါရအောင်ယူမဲ့အသိန်းသိန်းလို့တော့ဒါကျွန်တော်တို့ပြောလို့တော့ရတယ်လက်ရှိဒီကုဆိုဘူအနေနဲ့ရတဲ့ဒီတကယ်လို့ဒီပွဲမှာနိုင်နေတယ်ဆိုတော့သူ့အနေနဲ့ဒီအဆက်အမှတ်တော့အမှတ်တော့ရမှာပါ ဒီနောက်ဆုံးထိတ်တိုက်တွေ့ဆုံခဲ့တဲ့ဒီကစားပွဲမှာဆိုရင်လည်းဒီဆူဇာလန်နဲ့ဒီကိုဆိုဘောနဲ့တိုက်တိုက်တွေ့ဆုံခဲ့တဲ့ကစားပွဲမှာဆိုရင်လည်းဒါနောက်ဆုံး၃ပွဲမြောက်မှာဆိုရင်ဒီနှစ်ပွဲတည်ရင်နဲ့တတပွဲဆူဇာလန်နိုင်ရရှိခဲ့တယ်နောက်ဆုံးကစားတဲ့ပွဲမှာဒါ4စီနဲ့ဆူဇာလန်အိမ်ကွက်မှာနိုင်ရရှိခဲ့တဲ့ပွဲပါအဲကြောင့်လက်ရှိကြေးပေးတာဒီပေးကြေးပေးတဲ့တာကဒီတလုံး90အစာကုန်ချင်းနဲ့နှလုံး90ဆိုတော့မနေ့မနေ့ကပေးတဲ့တိုင်းကြေးတွေလည်းငါတို့သိတဲ့အတိုင်းပါဒီနိုင်ငံပွဲတွေကပေးလိုက်လို့ဇုံပေါ်လေးကြီးပဲစားလိုက်ပေးတာအဲကြောင့်ဒီကျွန်တော်အနေနဲ့ ြေးခြေတန်းချိန်ပြီးပေးရတဲ့အတွက်ကြောင့်ခြေတွေဘာတွေပြောင်းလဲမယ်ဆိုရင်တော့အများကြီးပြောင်းလဲနိုင်တယ်ဆိုတဲ့ဥစ္စာကျွန်တော်ပြောခဲ့တယ်အဲ့တော့မနေ့ကပေးတဲ့ခြေတွေကလည်းအကုန် body ခြေရောကိုပေါင်းခြေတွေရောအကုန်အောင်နဲ့ပွဲတွေလည်းတော်တော်ရှိခဲ့တယ်မနေ့ကကျွန်တော်ပြခဲ့တဲ့ပွဲလည်းဒါအဆင်မပြေဘူးတကယ်ပြောတာပုံဝင်နေပြောရတယ်အကြောဒီနေ့လက်ထပ်ပြီးတော့ဒါကိုပေါင်းဇုံပေါ်နိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာ။ဘာဖြစ်လို့နိုင်ငံပွဲတွေကဇုံပေါ်တာများတယ်ကြာ။ဦးလို့တော့အများကြီးအလံအမြင်ဇုံပေါ်တကြီးပေးနေတာဆိုတော့အကြောကိုဆိုပေါ်နေနေကလည်း အခုလက်ရှိနောက်ဆုံးကစားခဲ့တဲ့ဘွဲတွေမှာသူ့အနေနဲ့ဒါသူ့အနေနဲ့ရှုံးမွက်တဲ့ဘွဲပဲရှိခဲ့တယ်နောက်ဆုံးကစားတဲ့၄ဘွဲလုံးမှာတဘွဲပဲတည်ရရှိခဲ့တယ်နိုင်ဘွဲတွေကြည့်ပဲကိုပြအနိုင်ရရှိခဲ့တဲ့ဘွဲတွေကြည့်ပဲဆူဆလန်နဲ့ကိုဆူမွန်နဲ့ကိုပြအနိုင်ရရှိခွာလာဆိုတော့ဒီဆူဆလန်နေနဲ့သူ့အနေနဲ့ကိုပြတည်ကြည့်ပဲရယူနိုင်ခဲ့တဲ့ဂိုးတွေကလည်းတော်တော်လေးများတယ်3-0တို့ဒါ4-0 4-1တို့အဲ့လိုမျိုးပွဲတွေကြည့်ပဲသူ့အနေနဲ့ကိုပြအနိုင်ရရှိခဲ့တဲ့ပွဲတွေကြည့်ပဲ အကြောဒါကျွန်တော်အနေနဲ့တကယ်ပြရမှာဆိုရင်တော့ဒီဘွဲမှာကျွန်တော်ဒီကိုဆိုဘိုအနေနဲ့ပဲကျွန်တော်အိမ်ခွင်းအနေနဲ့ပဲကျွန်တော်ထိုင်နေပါတယ်ကိုဆိုဘိုကျွန်တော်ဘော်ဒီကြိုက်ပါတယ်အကြောကိုကြိုက်မယ်တင်းကိုရွေးချယ်ပြီးတော့ထိုးပါဒုတိယဘွဲအနေနဲ့ကတော့ဒါကျွန်တော်ဒီစကော့တလန်နဲ့ကျွန်တော်တိမ်မန်နဲ့ဘွဲလေးကိုကျွန်တော်တုံ့တက်ပေးခြင်းတယ်ဒါမနက်ခင်းဈေးတန်းဘုတ်ကြီးကြည့်ဖို့တာက level 55အရှုံးဘောပေါင်းကြီးအနေနဲ့နှလုံး60ငါအရှုံးပေးထားပါတယ်အကြာသူတို့နှစ်သိန်းရဲ့ ပြီးခဲ့တဲ့ကစားပွဲတစ်ချက်ပြန်ကြည့်မယ်ဆိုရင်စကော့တလန်အနေနဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတပွဲရှုံးနေတာပါတယ်3-2နဲ့ green နဲ့ပွဲမှာကျန်တဲ့ကျန်တဲ့ပွဲတွေနဲ့တော့ဒါသူ့အနေနဲ့ဒါနိုင်ရရှိခဲ့တဲ့ပွဲတွေကြည့်ပါတရေတပွဲရှိပါတယ်စီစီကျန်တဲ့ပွဲတွေနဲ့တော့ဒါ2-1 3-1နဲ့ဒါ2-2နဲ့ကိုပြတ်အနိုင်ရရှိခဲ့တဲ့ပွဲတွေလည်းရှိခဲ့တယ်ဒိမ့်မနေနေရလဲအခုလက်ရှိမှာလဲသူ့အနေနဲ့ဒါတော်တော်လေးကိုပြတ်တဲ့ကြည့်အနိုင်ရရှိခဲ့တဲ့ပွဲတွေရှိခဲ့တယ် ဇာတူပြီးခဲ့တဲ့ကစားပွဲတစ်ချောင်းမှလည်းဇာတူနဲ့ဂရီးနဲ့ပွဲမှလည်းဒါ day 1နဲ့ဒီဂရီးကိုနိုင်ရရှိခဲ့တဲ့တစ်ပွဲရှိခဲ့တယ်။ပြီးတော့ဒီဗလာရှစ်ကိုလည်းဇီးစစ်နဲ့အနိုင်ရရှိခဲ့တဲ့တစ်ပွဲရှိခဲ့တယ်။ကိုပြတ်တဲ့ကြည့်ပဲ။ဘော်ဒီကြီးအောင်လည်းကိုပေါင်းကြီးနဲ့လည်းအောင်ခဲ့တယ်။ပြီးခဲ့တဲ့ပွဲတွေကအဲ့တော့ဟိုလည်းကြီးထိုက်တိုက်တွေးဆုံကစားတဲ့ပွဲတစ်ချက်ပြန်ကြည့်မယ်ဆိုရင်သူတို့တော့မကစားရမှာတိမ်မက်နဲ့ဒီစကော့တလန်နဲ့ကဒီပွဲတည်ရင်နဲ့ ဒါတပွဲနိုင်တပွဲအရှုံးရလက်ရှိခဲ့တယ်နောက်ဆုံးကစားတဲ့ပွဲမှာလည်းဖန်စီစိမ့်နဲ့ဒါတည်ရကြခဲ့တဲ့ပွဲပဲဗျအဲကြောအခုလက်ရှိမှာလည်းဒီ level 55အရှုံးဆိုတော့ဒါတက်တည်း level 55အရှုံးဆိုတော့ဒါပဲသိမယ်ဘလို့ပဲဖြစ်နေဖြစ်နေဒါတည်းတသိန်းရတလုံးရှုနေမှာလားကျွန်တော်တို့အပြည့်နေမှာတလင်းတသိန်းဘယ်တော့မှမရှိနိုင်ဆိုတော့ကျွန်တော်တို့ပဲအသင်ကဒီပေးတဲ့အသင်ကတော့ဒါမျိုးလို့ပေးပေးတဲ့အသင်ကတော့55ရှုံးမယ်ကျွန်တော်တို့ပတ်ကန်တဲ့အသင်ကတော့55ဟိုလားတဝက်နိုင်မယ်ဗျာ အဲကြတော့လက်ရှိကိုပေါင်းကြီးနေနှလုံး60ခန်းကိုပေါင်းကြီးနေကကျွန်တော်တို့ပြောလို့တော့မရဘူး။ပေါ်ရင်လည်းပေါ်သွားတဲ့နေပြ။မနေ့ကလည်းတစ်ချက်ပေါ်ပေါ်သွားတာဆိုတော့ဒီအောင်နဲ့တောင်းရင်60ခန်းနဲ့ကောင်းတယ်။အပေါင်းဆွတ်သွင်းတာကောင်းတယ်။အဲကြောတစ်ချက်အဲ့ဒီနေ့လည်းဆက်ပြီးတော့စောင့်ကြည့်ရမှာ။ကျွန်တော်လည်းဒီနိုင်ငံပွဲတွေကျွန်တော်ပေးရတယ်တော်လည်းအဆင်မပြေဘူး။အဆင်မပြေဆိုတာတော်တော်လေးမှန်းခတ်တယ်ဗျာ။တို့ဇုံမော်ဒီချက်ကိုပေးနေတာဆိုတော့အခုကိုကျေးရမ်းကြည့်ပြီးတော့လည်းဒီကိုဘက်ကနေအသင်းတွေနေတဲ့ချိန်တော့လည်း ဟိုရတဲ့အခါရတယ်မရတဲ့အခါကိုယ်အပေါ်နေပြီဆိုတော့အောက်ကိုသွားတယ်ကိုကအောက်ကိုနေပြီဆိုတော့အပေါ်သွားတယ်အဲကြောအမျိုးမျိုးတွေနိုင်ငံပွဲတွေဟိုကတုံးတက်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီခြေတန်းကြည့်ပြီးတော့ဒါအနည်းဆုံးတော့တုံးတက်ပြရတာဖြစ်ပါတယ်အကြောကိုယ်နဲ့အကြိုက်တူမှဒါရွေးချက်ပြီးတော့ထိုးစေချင်ပါတယ်ကြော်ဒီစကော့တလန်နဲ့ကျွန်တော်ဒီတိုင်းမန်နဲ့ပွဲမှာကျွန်တော်ဒီကိုပေါင်းကျွန်တော်ဆုံးအပေါ်ကျွန်တော်ထိုင်နေပါတယ်အကျော်ကိုနဲ့ကြိုက်တူမှရွေးချယ်ပြီးတော့ထိုးစေချင်ပါတယ်နောက်ဆုံးတပွဲအနေနဲ့ကတော့ဒါဗလာရှင်းနဲ့ကျွန်တော် ဒီဂရိဖွဲ့လို့ကျွန်တော်တုံးသက်ပေးခြင်းတယ်သူတို့နှစ်သင်းကလည်းအခုလက်ရှိမှာကဒီတလုံး55အစားကိုပေါင်းကြည့်အနေနဲ့ကသုံးလုံး90အစားကြည့်ပေါက်ထားပါတယ်အကျော်လက်ရှိမနခင်အခုလက်ရှိကြည့်ပါကြည့်ရတော့အပြောင်းနဲ့ကြည့်တယ်ဒါပေမဲ့ကြည့်ပြောင်းနေတဲ့အချိန်တွေကတော့ဒါတသက်ထိုးသားတွေကိုဆွဲခေါ်တဲ့ပုံစံမျိုးတွေမှာဖြစ်ရှင်လည်းဖြစ်သွားနိုင်ပါတယ်ဖြစ်နေတယ်ဖြစ်သွားမှလည်းဖြစ်သွားနိုင်တယ်ဆိုတာမနေ့ကလည်းပေးလာတဲ့ကြေးတွေကိုကြော်လုံပြီးတော့ ်ရှူးသွားတဲ့ဖွဲတွေကြီးပါပဲဟိုလက်ရှိမှာအဲကြောဒီပေးတဲ့ကြေးတွေလည်းရရင်ရမှာကျွန်တော်မရရင်လည်းအဲ့ဒီတော့ပို့ပြီးတော့ပို့သွားမဲ့ကြေးအောင်မဲ့ဖွဲတွေလည်းတော်တော်ရှိကြတယ်ဗျာနိုင်ငံဖွဲတွေရဲ့အကြောဒီပေးတဲ့ခြေတန်းလည်းကျွန်တော်တို့တားပြီးတော့ကြောက်လို့တော့မရဘူးဒါပေမဲ့သူပေးခဲ့တဲ့ခြေတန်းအလိုက်တော့သူတို့အကုန်ကိုပေါင်းခြေလက်အောင်နဲ့ body ခြေလက်အောင်နဲ့ပွဲတွေကြီးပဲဆိုတော့ဒါသူတို့နှစ်သိန်းထိုက်တိုက်ပြီးခဲ့တဲ့ပြီးခဲ့တဲ့နောက်ဆုံးကစားတဲ့ပွဲတွေမှာတော့ဒီ black shit နေနေကတော့ဒါသူ့နေနေတဲ့ပွဲမှာဒါ နိုင်ပွဲမရှိသေးဘူးသူနဲ့နောက်ဆုံးကားတဲ့ဘက်မှာတော့ဒါတူတူနဲ့ဒါဒီတရေကြခဲ့တဲ့တပွဲတော့ရှိတယ်ဒိမတ်နဲ့ကစားတဲ့ဘက်မှာနောက်ဆုံးကစားတာတူတူနဲ့တရေကြခဲ့တဲ့ပွဲကျန်တဲ့ပွဲတွေနေတာသူနဲ့တော့ကိုပြက်တကြီးရှုံနေခဲ့တဲ့ပွဲတွေကြီးပဲဂရိနေနဲ့ကတော့ဒါဂရိနေနဲ့ပြီးခဲ့တဲ့ပွဲမှာလဲဒါသူနေနဲ့ဒီ၅ပွဲကစားတဲ့ဘက်စကော့တလန်အောင်တော့ဒါ3-2နဲ့ဒါနိုင်ရရှိခဲ့တဲ့ပွဲရှိခဲ့တယ် အကျော်ကိုကြည့်ပြီးတော့သူ့အနေနဲ့ဂရိအနေနဲ့ကတော့နိုင်ပွဲအနေနဲ့ကတော့နှစ်ပွဲရှိတယ်ဗျရှုံးပွဲသုံးပွဲရှိတယ်ဒါပေမဲ့သူနိုင်ပွဲနှစ်ပွဲအနေနဲ့ကတော့ဂျန်နယ်ပွဲအနေနဲ့ပြီးခဲ့တဲ့အုပ်တော်တော်ကြာခဲ့တဲ့အပတ်ကပါခွာနေမကူလက်ရှိမှာသူ့အနေနဲ့တပွဲပဲအနိုင်ရရှိခဲ့ပါတယ်3-2နဲ့သူတို့နှစ်သိမ့်ရထိတ်တိုက်တွဲဆောင်ပွဲပြန်ကြည့်မယ်ဆိုတော့ဒီသိတဲ့တွဲဆောင်ပွဲနှစ်ပွဲပါကသူတို့နှစ်သိမ့်မှာနှစ်ပွဲပဲရှိပါတယ်တူတူပါတပွဲနိုင်တပွဲအရှုံးနဲ့မှာနောက်ဆုံးကစားတဲ့ပွဲမှာဂရိအိမ်ကမှာဒီ51နဲ့ ဒါနိုင်ညာရှိခဲ့တဲ့ဂရိအိမ်ဝဲမှာအဲကြောင့်ဦးလက်ရှိမှာလည်းဒီဗလာရှိဒီပေးရတာဒီတလုံး55အစားကိုပေါင်းချင်းနဲ့တလုံး60အစားပေးရတယ်အကျော်ကိုထပ်ပေါ်နိုင်မလားဆိုတော့ထပ်ပေါ်နိုင်တဲ့အခြေမျိုးလို့တော့ကျွန်တော်တို့ပြောလို့တော့ရတယ်ဗျပေါ်ခြင်းလဲပေါ်သွားနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီသူတို့နှစ်သိန်းလက်ရှိလက်ရှိမှာလဲဒါဒီဗလာရှိနေနေရလဲဒါလက်စစ်အဆင့်နေနေတော့တိတ်ပြီးတော့ဒါသူတို့ဒီ တိုင်အားရတဲ့အဆင့်အနေနဲ့တော့မရှိဘူးဗျ။ဒါပေမဲ့ဒီရမှတ်နေတဲ့တော့တို့ရယူနိုင်မယ်ရယူနိုင်မယ်ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဂရိအနေနဲ့ကတော့ဒီအခုလက်ရှိမှာလည်းနှစ်သိန်းလုံးအနေနဲ့လည်းတိတ်ပြီးတော့ဒါရက်လက်မကောင်းတဲ့အသင်းနှစ်သိန်းဖြစ်နေတယ်ဖြစ်နေတဲ့အတွက်ကြောင့်ဒါကျွန်တော်အနေနဲ့ပြရမယ်ဆိုတော့ဒီအဝေးကွင်းဖြစ်တဲ့ကျွန်တော်ဒီဂရိကိုပဲကျွန်တော်ဒီ body ကျွန်တော်ထိုင်နေပါတယ်ပြီးတော့ကိုယ်နဲ့အကြိုက်တူမှတော့ရွေးချယ်ပြီးတော့ထိုးနိုင်ပါတယ်ဒီကစားကွက်ပုံစံမျိုးအနေနဲ့ကတော့ဒါကိုပေါင်းပေါ်ရင် ပေါ်သွားနိုင်ပါတယ်ဒါတို့လိုအနေနဲ့ဒီကစားကွက်ကတော့တိတ်ပြီးတော့ ဒီ3လင်း3လင်း2တက်တော့ဒီလင်း3တက်တော့အဲ့တိတ်ပြီးတော့ဖွင့်ပြီးတော့အကစားတဲ့အစားခွက်တွေပေါ့တခါလေးဖြန့်ပြီးတော့ဒီထိုးစစ်ဒီကိုပေးလဲပေးမယ်ယူလဲယူမယ်ပုံစံမျိုးကစားခွက်တွေဆိုတော့အကြောင်းတစ်ချက်တော့ကျွန်တော်တို့စောင့်ကြည့်ရမှာအကြောင်းကျွန်တော်အနေနဲ့ဒီဂရိပေါ်ဒီကျွန်တော်ထိုင်ကြပါတယ်အကြောင်းကိုယ်နဲ့အကြိုက်တူမှတော့ရေးချက်ပြီးတော့ထိုးစစ်ကြပါတယ်အကျွန်တော်အနေနဲ့တော့ဒီဘွက်ဒီနေ့ပေးတဲ့ဘွက်တွေမှာတော့ဒီကိုဆိုဘဘော်ဒီနဲ့ကျွန်တော်စကော့တလန်ကိုပေါင်းပေါ်ပေးခဲ့တယ်ပြီးတော့ဗလာချင်းနဲ့ဂရိမှာဂရိပေါ်ဒီကျွန်တော်ပေးခဲ့တယ်အကြောင်း ရရင်ပါတယ်ဒီကျွန်တော်အနေနဲ့ကလည်းဒါအကောင်းဆုံးခြေတန်းကြည့်ပြီးတော့ခြေကြည့်ပြီးတော့ပဲဖြစ်နိုင်တဲ့နေဆော့ဆောင်ကျွန်တော်သုံးသပ်ပေးတာပါတကယ်လည်းရရတယ်ကျမလည်းကျွန်တော်ပေးတဲ့ပွဲမျိုးတွေဒါပေမဲ့ဒီအဆင်မပြေဖြစ်သွားတဲ့အချိန်နဲ့အချိန်ခါရှင်းတော့တကယ်ကျွန်တော်နေလည်းတိတ်ပြီးတော့စိတ်မကောင်းဘူးညာဒါပေမဲ့ကိုပေးလိုက်တဲ့ပွဲရဲ့ကိုပေးလိုက်တဲ့ပွဲကိုလည်းပေါက်စီခြင်းနဲ့ကိုပေါက်ကိုပေးလိုက်တဲ့ပွဲတခြားလူတွေပေါက်စီခြင်းနဲ့အကြောင်းမို့ တကယ်လို့အဆင်မပြေဖြစ်သွားရင်တော့ဒါကျွန်တော်အနေနဲ့တောင်းပန်ပါတယ်လို့ဒါကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါကျွန်တော်အနေနဲ့ဘောလုံးပွဲဆိုတာတော့ဘယ်သူမှဆိုအပိုင်မရှိဘူးပေါ့ဗျာဒါပေမဲ့ကိုယ်နဲ့ဒီလက်ရှိခြေတန်းနေကြည့်ပြီးတော့ဒါဒီအတက်နိုင်တဲ့ပုံစံမျိုးတွေပြောတာဆိုတော့အဲ့တော့ကျွန်တော်တို့နောက်ပြည်တော်မှာကျွန်တော်တို့ဆက်ပြီးတော့တွေ့ကြရအောင်ဒီနေ့မှတော့ကျွန်တော်ဒါပါပဲ